မင်္ဂလာပါဒီနေ့စိတ်ဝင်စားစရာအရေးအမြစ်တစ်ခုကိုအတူတူကြည့်ကြအောင်လေ Ben Horowitz ရဲ့စာအုပ်ပါ The Hard Thing About Hard Things ပေါ့အေးလုပ်ငန်းတစ်ခုဥဆောင်ရတဲ့အခါကြုံရတဲ့ခက်ခဲကြမ်းတမ်းတွေတွေအထူးသဖြင့်လွယ်လွယ်ကူကူအပြေမရှိတဲ့အကြက်အတဲကာလာတွေမှာပေါ့ဆိုတော့ဒီလိုစင်ခေါ်မှုတွေကိုဘယ်လိုဆုံးဖြတ်ချက်တွေချပြီးကြော်လွားမလဲဆိုတာကိုအဓိကထားဆွေးနွေးသွားခြင်းပါတယ် ဒီစာအုပ်ထဲကအဓိကကျတဲ့သင်ခန်းစာတွေခေါင်းဆောင်တရားရဲ့လက်တွေ့အတွေ့အကြုံတွေကိုထုံထုံကြည့်ကြတာပေါ့ဟုတ်ကဲ့ဒီစာအုပ်ကလေ theory တသက်သက်တော့မဟုတ်ဘူး horowitz ကိုတိုင်သူ့ရဲ့အဲ log cloud တို့နောက်ပိုင်း opsware ပေါ့အဲ့ဒီ company ကိုဦးဆောင်ခဲ့တော့ကအတွေ့အကြုံနေအထူးသဖြင့်အဟို .com kit ပြိုလဲသွားတဲ့အချိန်တို့ company ကတော်တော်လေးဒီပါလီခင်ရမလို့ဖြစ်သွားတဲ့အခြေအနေတွေပေါ့ အရာတွေကိုဖျက်ဆီးခဲ့ရတဲ့ဖြည့်ရက်မှန်နေပေါ်အခြေခံထားတာဆိုတော့လေတကယ်ကောင်းဆောင်မှုတော့လက်တွေ့ကြတဲ့အတွေ့အမြင်တွေအများကြီးရနိုင်ပါတယ်။ဟွန်းစိတ်ဝင်စားစရာပဲ။ဒါဆိုပထမဆုံးသူအများကြီးပြောတဲ့ the struggle ဆိုတဲ့အယူအဆလေးနဲ့စလိုက်အောင်လား။အဲ့ဒါဘာကိုဆိုလိုတာလဲနည်းနည်းလေးရှင်းပြပေးပါဦး။ဟုတ်ကဲ့ the struggle ဆိုတာကလေသူပြောတာကတော့စွန်ဦးတီထွင်လွန်ကန်းရှင်တိုင်းလိုလိုကြုံရနိုင်တဲ့အခြေအနေမျိုးပေါ့။음ကိုဖြစ်ချင်တဲ့အိမ်မက် မြုံမှန်းချက်နဲ့လက်တွေ့အခြေအနေကွာချက်ကအယမ်းကြီးလာတာပြီးတော့ပြဿနာပေါင်းစုံကကိုယ့်ကိုဝိုင်းထားသလိုခံစားရတာမျိုးပါဆက်လျော်မမီတီတော်လိုမျောလင်းချက်မဲ့လိုဖြစ်လာတဲ့ခံစားမှုမျိုးပေါ့ Horowitz ရဲ့အတွေ့အကြုံရဆိုရင်သူ့ company တန်မိုးကတနေ့ထက်တနေ့ထိုးကျနေခြင်းယင်းနှမြောင်းလန်ထူနယ်ကဖျားပေးနေခြင်းအဲ့ဒီအချိန်မှာသူ့ကိုယ်တိုင်ကြုံခဲ့ရတဲ့အကြီးအကျယ်ဖျားမျိုးပေါ့သူကတော့လေရှုံးနေခြင်းတော့မဟုတ်သေးဘူး ဒါပေမဲ့စီမံခန့်ခွဲမှုပုံစံမမှန်ရင်တော့ရှုံးနှိမ့်သွားနိုင်တဲ့လွန်အရေးကြီးတဲ့အဆင့်တစ်ခုလို့သတ်မှတ်ထားတယ်။တကယ်ကိုဖြီအားများလွန်းတဲ့အခြေအနေပဲနော်။ဟုတ်ပြီဒီနောအခြေအနေတွေမှာ CO တယောက်အနေနဲ့ကြုံရတတ်တဲ့တကယ်လက်တွေ့ဆိုင်ခေါ်မှုတွေရှိတယ်ပေါ့။အဲဥပမာဝင်ထမ်းရှော့ချာတာ lay off လို့ကိစ္စမျိုးမှာတော့ဘလို့မမှန်ကန်ကန်လွတ်ဆောင်တဲ့တယ်လို့သူကအကြံပြုထားတယ်။ Hmm. Layoffs ကိစ္စကတော်တော်လေးခက်ခဲတဲ့ဆုံးဖြတ်ချက်ပါ။ Horowitz ကဒီနေရာမှာအဓိကအချက်၃ချက်ကိုအလေးပေးတယ်။တစ်ကအခြေအနေမှန်ကိုပွင့်ပွင့်လင်းလင်းဝန်ခံရမယ်။ပြီးတော့တာဝန်အဖြစ်ယူရမယ်။နံပါတ်၂က manager တွေကိုကြိုတင်ပြီးလေ့ကျင့်ပေးထားရမယ်။ထွက်သွားရမယ့်ဝန်ထမ်းတွေနဲ့ဘယ်လိုစနစ်တကျပြောဆိုဆက်ဆံရမလဲဆိုတာပေါ့။အင်းနံပါတ်၃ကတော့ CEO ကိုယ်တိုင်ထွက်သွားရမယ့်ဝန်ထမ်းတွေကိုရင်ဆိုင်ရမယ်။ဂုဏ်တစ်ခါရှိရှိနှုတ်ဆက်ရမယ်။ ဒါလည်းကြံခဲ့တဲ့ဝန်ထမ်းတွေရဲ့ယုံကြည်မှုကိုထိန်းသိမ်းဖို့အတွက်အရာအဓိကကြားတယ်လို့သူကမြင်တယ်။ဟုတ်တယ်။အမှုဆောင်အရာရှိ executive တယောက်ကိုထုတ်ပယ်ရတာကတော့အဲ့ဒါကပိုးတော်ခက်ဦးမယ်ထင်တယ်။ဝန်ဟာစဉ်တော့ဆိုင်လေ။ဟုတ်ကဲ့။ပိုခင်းနိုင်ပါတယ်။အထူးသဖြင့်ကိုယ်တိုင်ခံခဲ့တဲ့သူဆိုပိုဆိုးရပါ့။ Horowitz ကဒီလိုခြေနေမျိုးမှာအများစုကထုတ်ပယ်ခံရတဲ့သူရဲ့အမားတတ်တတ်ချီပဲမဟုတ်တတ်ဘူးတဲ့။ဟို CEO ရဲ့ခံအမှုအမား hiring mistake လေးဖြစ်နိုင်တယ်။ ဒါမှမဟုတ်လဲညွမှုမျောမှန်းချက်ပေးတာအားနေတာမျိုးကြောင့်လေးဖြစ်တတ်တယ်လို့သူကထောက်ပြတယ်။ဆိုတော့အရင်ဆုံးကြောင်းရင်းမှန်ကိုတေချာဆန်းစစ်ဖို့လိုတယ်။ root cause analysis ထုတ်ပေတဲ့အခါမှာလည်းတနေ့တနေ့ရှင်းရှင်းလင်းလင်းတိတိကျကျပြောဆိုဆက်ဆံဖို့သူတို့စ조사ခဲ့တာလေးကိုအတိမတ်ပြုဖို့ပြီးတော့များလာတဲ့လျော်ကြည်ပေးဖို့ကအရာညာအရေးကြီးတယ်လို့ဆိုရတယ်။မှန်ပါတယ်။ဒါတွေအားလုံးကတကယ်ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေကြီးပဲနော်။ဒီဆက်ဆက်မှုနဲ့ပဲနောက်တစ်ချက်ဆက်သွားရအောင်။ အရှိကိုအရှိတိုင်းပြောဆိုခြင်း tell it like it is ရဲ့အရေးပါပုံပေါ့အဲအကောင်းမြင်စေလွန်ကဲရရဲ့အန်ဒရီယာကိုသူကဘလို့တတိပေးထားသေးလဲอืมအထူးသဖြင့် CEO တွေကကိုယ့် company ပေါ်အကောင်းမြင်စေလွန်ခဲတက်ကြတာတဘာဝပဲလေဒါပေမဲ့တရင်ဆိုးတွေတကယ်ပြဿနာတွေကိုရင်းမဆိုင်မဲ့ဖုံးကွယ်ထားနေဒါမှမဟုတ် shop ပေါ်တွက်ရင် အခြေအနေကပိုဆိုးသွားနိုင်တယ် Horowitz ကတော့ အချိန်ဒီမှန်တရင်ဆိုဖြစ်နေရင်တောင်ဝန်တန်းတွေပိုးအဖွဲ့ဝင်တွေတိအောင်ပွန့်ပွန့်လင်းလင်းပြောပြတာကမှယုံကြည်မှုတိဆောက်နိုင်ပြီးပြည်တနာကိုအတူတူဖြည့်ရှင်းဖို့လမ်းစားပွင့်စေတယ်လို့ဆိုပါတယ်။ကြောက်စရာကောင်းတဲ့အမှန်တရားကိုရင်ဆိုင်ရမယ်ပေါ့။ဟုတ်ပြီဟုတ်ပြီ။နောက်တစ်ခုကနည်းနည်းတော့ခါရတယ်ဗျာ။ဘသူမှကြလို့မဆိုင်ဘူးဆိုတဲ့အချက်။ဒါကဘလိုမျိုးလဲ။ဟုတ်ပါတယ်။နည်းနည်းတော့ပြောင်းတယ်နော်။ဒါမဲ့ဒါကလစ်တွေ့ကြတဲ့အမှန်တရားပါ။ဆိုလိုတာက ကိုဘလောက်ပဲအခက်ခဲနေကြုံနေရပါတယ်ဘလို့အကြောင်းပြချက်ကောင်းတွေပဲရှိရှိအဆုံးမှာတော့အလုတ်ဖြစ်ဖို့ရလက်ကောင်းထွက်ဖို့ပဲရည်ကြီးတာဟိုအကြောင်းပြချက်တွေစင်ချေတွေကကုမ္ပဏီကိုမခင်လိုက်ဘူးဒါကြောင့်ကိုအကြောင်းပြချက်တွေကိုဘယ်သူမှတကယ်ဂယူးမဆိုင်ဘူးရလက်ကိုပဲကြည့်တယ်ဆိုတော့စိတ်တန့်နဲ့ပြဿနာဖြေရှင်းဖို့ရလက်ကောင်းရောက်ဖို့ကိုပဲအယုံဆက်ရမယ်ဆိုတဲ့သဘောပါတကယ်လက်တွေ့ကြတဲ့အမြင်ပဲကောင်းပြီဒီလိုစင်ခေါ်မှုတွေ ခါတိတဲ့အမှန်တရားတွေကိုကြော်လွှားနိုင်ဖို့တူပေးတဲ့အဓိကသင်ခန်းစာတချို့ကိုဆက်ကြည့်အောင်အဲဝင်ထန်းထုတ်ကုန်အမြတ် People Products Profit ဆိုရယ်ဦးစားပေးအစီအစဉ်ကစိတ်ဝင်စားဖို့ကောင်းတယ်ဝင်ထန်းကိုပထမဆုံးဦးစားပေးတာကထူးတော်ထူးဆန်းနေသလိုပဲอืมတချို့ကတော့အဲ့လိုထင်နေတယ်ဒါပေမဲ့ဒါကစိတ်ကူးရင်စမ်းတဲ့အကြံပြုချက်မဟုတ်ဘူးတကယ်လက်တွေ့ကြတဲ့ နီးပြူဟာလို့သူကဆိုတယ်။ဘာလို့လဲဆိုတော့ Horowitz ကယုံကြည်တာကလေဝန်တန်းနေစိတ်တက်တက်ကြွပြီးအရေးချင်းပြေဝနေမှာသူတို့ပျော်နေမှာကောင်းမွန်တဲ့ထုတ်ကုန်တွေထွက်လာနိုင်ပြီပြီးတော့ကောင်းမွန်တဲ့ထုတ်ကုန်တွေကမှရေရှည်မှာအမျက်အဆုံရနိုင်ပြီဆိုတဲ့အတွေးပေါ့အထူးသဖြင့်အကြက်အတဲ့ကာလမှာဆိုစိတ်တက်ကြနေတဲ့စိတ်မပါတဲ့ဝန်ထမ်းတွေကပြဿနာရှိနေတဲ့ထုတ်ကုန်ကိုမကဲ့နိုင်တယ်လို့အမျက်ရအောင်လည်းမလုပ်နိုင်ဘူးလေဒါကြောင့်ဝန်ထမ်းကအရင်ဆုံးဂယူးဆိုင်ချင်းအခြေခံအကြအဆုံးအလုပ်လို့သူကပြောတာ ဟုတ်ကဲ့ဟုတ်ကဲ့ဒါဆိုဝန်ထမ်းတွေအရေးချင်းတဲ့စိတ်တက်ကိုမြင့်တင်ဖို့အရေးကြီးဆုံးတဲ့ကတခုကလေ့ကျင့်သင်ကြားပေးခြင်း training ပဲပေါ့နော်အဲအဲ့ဒီအကြောင်းကိုလည်း तू ကအလေးထပ်ပြောလာတယ်မို့လားအထူးသဖြင့် ਉਹ good product manager bad product manager ဆိုတဲ့မဆူကတော်တော်နာမည်ကြီးပဲအမှန်ပဲအဲ့ဒါတော်တော်နာမည်ကြီးသွားတယ်လေ့ကျင့်သင်ကြားပေးခြင်းဟာ manager တယောက်ရဲ့အခြေနဲ့လွတ်အားကို အကျိုးရှိဆုံးအသုံးချခြင်း highest leverage activity လို့တောင်သူကဆိုထားတယ်။ဘာလို့လဲဆိုတော့ training ကဝန်ထမ်းတွေဘာလို့ရမယ်ဘယ်လိုလုပ်ရမယ်ဆိုတော့ကိုရှင်းရှင်းလင်းလင်းသိစေတယ်။သူတဲ့ဆွမ်းဆောင်ရည်ကိုမြင့်တင်ပေးတယ်။နောက်ပြီးတော့ဝန်ထမ်းတွေ company မှာစစ်ရှိနေဖို့ retention အတွက်ပါအများကြီးထောက်ကူပေးတယ်လို့သူကမြင်တယ်။ Hmm training ကတကယ်အရေးကြီးတာပေါ့။ဝန်ထမ်းခန်းမူမှာတော့ဘာအတွေ့အကြုံတွေမျှဝေထားတယ်လဲ။ဥပမာ company ကြီးတွေကအမှုဆောင်အရာရှိတွေခေါ်ယူတဲ့အခါမျိုးမှာတတိထအမဲ့ချက်တွေရှိမယ်ထင်တယ်။အဓိကတတိပေးကတစ်ခုကတော့လေ ကုမ္ပဏီကြီးမှာအရန်အောင်မြင်ခဲ့တဲ့ executive တယောက်က startup လိုမျိုးပတ်ဝန်းကျင်မှာလည်းအလိုလိုအောင်မြင်မယ်လို့ထထချာမယူဆဖို့ပဲအချင်းနေလိုအပ်တဲ့အရေးချင်းတွေက အရန်ကွာခြားနိုင်လို့ပါဥမာကုမ္ပဏီကြီးမှာက process တွေအထောက်ပံ့နေအများကြီးရှိတယ် startup မှာကကိုယ်တိုင်ဝင်လုံးရတာများတယ်ဆိုတော့အရေးကြီးတာကယာထူးအမိကြီးတာထက်ကုမ္ပဏီရဲ့လက်ရှိအချင်းနေလိုအပ်ချက်အတွက်မှန်ကန်တဲ့ရည်မှန်းချက် right ambition နဲ့ ကျွမ်းကျင်မှုရှိတဲ့သူကိုရွေးချယ်ဖို့ပါပဲမှန်လိုက်တာနောက်တစ်ခုအရေးကြီးတဲ့အယူအဆတစ်ခုက စီမံခန့်ခွဲမှုဆိုင်ရာကကြွေး management debt တဲ့အဲ့လေလည်းနည်းနည်းရှင်းပြပါအောင်နည်းနည်းတော့အတိဖြစ်နေတယ်ဟုတ်ကဲ့ management debt ဆိုတာကငွေကြေးအကျွေးနဲ့တဘောတရားဆင့်တယ်ဒါပေမဲ့ဒါမမီရတဲ့အကျွေးပေါ့ဘနိုထက်လာလဲဆိုတော့ခက်ခဲတဲ့ဆိုဖြတ်ချက်တွေဥပမာဝန်ထမ်းတယောက်ကို feedback ပေးပြီးတဲမှတ်ပေးရမှာမျိုး ဒါမှမဟုတ်မထီရောက်တဲ့အဖွဲစည်းပုံစံကိုပြင်ဖို့လိုအပ်နေတာမျိုးတွေကိုအချိန်မီမလွတ်ပဲရှောင်လွှဲနေတာရွှေ့ဆွဲနေတာတွေနဲ့စုပုံလာတဲ့ပြဿနာတွေပါဒီလိုရှောင်လွှဲမှုတွေကရေတိုမှာတက်တာတလို့ထင်ရပေမဲ့ရေရှည်မှာတော့ပြဿနာတွေကိုပိုကြီးထွားစေတယ်ကုမ္ပဏီရဲ့ညင်ကြေးမှုဆွမ်းဆောင်ရည်တွေကိုတဖြည်းဖြည်းနဲ့ဆိုးဆိုးရွားရွားထိခိုက်စေနိုင်တဲ့အကျွေးတွေဖြစ်လာတတ်တယ်အော်တော့ပါပြီအချိန်မီမရှင်းတဲ့အကျွေးလိုပဲပိုဆိုးလာတာပါ ဒီလိုခက်ခဲတဲ့အခြေအနေတွေဆုံးဖြတ်ချက်တွေပုံမူတည်ပြီးခေါင်းဆောင်မှုပုံစံပြောင်းလဲဖို့လိုတယ်ဆိုတဲ့ချက်လက်ရှိသေးတယ်နော်။ညင်ကန်းချိန် CEO နဲ့စစ်ချိန် CEO peace time versus war time CEO ဆိုတာလေ။အဲ့ဒါလေးလည်းနည်းနည်းပြောပြပေးပါ။ဟုတ်ကဲ့။ဒါကလည်းစိတ်ဝင်စားစရာအချက်ပါ။ peace time ဆိုတာကတော့ company ကအခြေအနေကောင်းနေချိန်ဈေးကွက်မှာဦးဆောင်နေချိန်မျိုးပေါ့။အဲ့ဒီချိန်မှာ CEO ကယဉ်ကျေးမှုတိစောက်တာဝန်ထမ်းတွေတီထွင်ဖန်တီးနိုင်အောင်အားပေးတာ ရေရှင်မာပြီးမှချမှတ်တာတွေကိုပိုးပြီးအာယုံစိုက်နိုင်တယ်။ War time ဆိုတာကတော့ကုမ္ပဏီကရှင်တန်ရေးသွေးရုံးကန်နေရခြင်း၊ပြန်ပတ်တူရဲ့တိုက်ခိုက်မှုပြင်းထန်နေခြင်း၊ဈေးကွက်အကျအသေးကျုံနေခြင်းမျိုးပေါ့။အဲ့ဒီခါမှာ CEO ကပိုးပြီးပြတ်သားရမယ်၊အရေးပေါ်ဆုံးဖြတ်ချက်တွေမြန်မြန်ချရမယ်၊တခါလေအသေးစိတ်ကိစ္စတွေထိဝင်ပါရမယ်၊လိုအပ်ရင်တမားရုပ်ချက်လုံထုံလုံးနေတွေကိုတော့ချိုးဖောက်ပြီးကုမ္ပဏီအသက်ဆက်ဖို့လုပ်ရနိုင်တယ်။ Horvis to Offsware ကို EDS ရောင်းချခဲ့တဲ့ဆုံးဖြတ်ချက်မျိုးက ဝေါ်ထိုင်လို့ရတဲ့ခုလို့ဆိုနိုင်တာပေါ့အချိန်နေပေါ်မူတည်ပြီးချင်းကပ်ပုံပြောင်းရတာပေါ့နော်အချိန်လဲတော်တော်လေးပြည့်လာပြီဆိုတော့အနစ်ချုပ်ပြန်ကောက်ရရင်ခေါင်းဆောင်မှုဆိုလားအချက်လက်ပြည့်စုံနေကြတဲ့ကဖျားတွေအများကြီးအောက်မှာခက်ခဲတဲ့ရွေးချယ်မှုတွေလုပ်ရတဲ့တတိအရာပဲလို့ဆိုနိုင်မလားအတိအကျပါပဲဟုတ်ပါတယ် Horowitz ရဲ့နာမည်ကြီးစကားတခွန်းနဲ့မနီးကုန်းချိုးရရင်လေအောင်မင်းနဲ့ CEO ဖြစ်ဖို့လျှို့ဝှက်ချက်ဆိုတာမရှိပါဘူး ဒါမဲ့အရေးကြီးဆုံးရေချင်းတစ်ခုကတော့ရွေးချယ်စရာမကောင်းတဲ့အထက်ကအကောင်းဆုံးရွေးချယ်ပြီးရှေ့ဆက်ဖို့အာယုံဆိုင်နိုင်စွမ်းပါတဲ့။ဆိုလိုတာကအမြဲတမ်းအပြေမှန်အကောင်းဆုံးရွေးချယ်စရာဆိုတာမရှိနိုင်ဘူး။အစိုးဆုံးတွေထဲကမှတော်တင်ဆုံးဖြစ်နိုင်ခြေရှိဆုံးလမ်းကိုရွေးပြီးရှေ့ဆက်ရဲဖို့ကအဓိကပဲဆိုတဲ့တော့ပါ။အယမတားစရာကောင်းတဲ့အဆုံးတတ်ပါပဲ။ဒါဆိုရင်နားတော်နေကြတဲ့သူတွေအတွက်နောက်ဆုံးအတွေ့အကြုံခြံခဲ့ခြင်းပါတဲ့။ ကိုယ်တိုင်သာဒီလိုမျိုးဖီအားတွေအများများတဲ့ရွေးချယ်စရာတွေအားလည်းတခုမှမကောင်းတဲ့အခြေအနေတွေနဲ့ကြုံလာခဲ့ရင်ဘယ်လိုရင်ဆိုင်မလဲဘယ်လိုဆုံးဖြတ်ချက်ချမလဲဆိုတာလေးကိုကိုယ်တိုင်ပြန်ပြီးစဉ်းစားကြည့်ဖို့ပါ